တနှစ်နီးပါးထိမ့်သိမ်းခံရပြီးတဲ့နောက်မှာပြန်လည်လွတ်မြောက်လာတဲ့တဘာဝရဲ့အတောက်ခေါက်တန်တချင်းပိုင်ရှင်ရခိုင်တိုင်းရင်သူစွမျက်ချက်ပြည်သူများလုံးမဲမင်္ဂလာပါဘီးနောင် page လေးကနေကြည့်ဆိုလိုက်ပါတယ်တဘာဝရဲ့တောက်ခေါက်တန်တချင်းတန်ကလွန်ခဲ့တဲ့နှစ်ကရေဘေးကာလမှာတချို့ပြန်နမည်ကြီးခဲ့တဲ့တချင်းလေးဖြစ်ပါတယ်တချင်းရဲ့မူရင်းဆိုတော့စွမျက်ချက်ကရခိုင်တိုင်းရင်သူတယောက်ဖြစ်ပြီးလွန်ခဲ့တဲ့နှစ်အောက်တိုဘာလ9ရက်နေ့မှာရုတ်တရက်အဖမ်းခံလိုက်ရတာပါဖမ်းမခံရခင်မှာတော့စွမျက်ချက်ကဒီတချင်းပိုင်ရှင်အစ်စ်ဟာသူဖြစ်ကြောင်းကိုမီဒီယာတွေရှေ့မှာရှင်းလင်းခဲ့ပြီး ခွေမတောင်းမဲ့တီဆိုခဲ့တဲ့ဆိုရတယောက်ကိုတောင်းမှန်ဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့အဲ့လိုကိစ္စတွေပြီးတဲ့နောက်မှာတော့ဆုမြတ်ချက်ကဖန်ခံလိုက်ရတာတနည်းနီးပါးကြာသွားခဲ့ပြီးအခုတော့ပြန်လဲလွမြောက်လာပြီလို့ဆိုပါတယ်။တနည်းနီးပါးထိမ့်သိမ့်ခံရပြီးတဲ့နောက်မှာဆုမြတ်ချက်ပြန်လွတ်လာတဲ့အကြောင်းကိုယင်းသူတွေကအတီးပြုတ်ပေးထားကြတာပါ။ရခိုင်တိုင်းသူဖြစ်တဲ့ဆုမြတ်ချက်ကရန်ကုန်မှာနေထိုင်ပြီးဝါသနာအရသချင်းလေးတွေလည်းတီဆိုသလိုစီးပွားရေးအတွက်ပိုးတဲ့တိုက်ကိုလည်းဖွင့်လှစ်ထားသူဖြစ်ပါတယ်။ပွဲတွေမှာလည်းတီဆိုတဲ့အပြင်သူတီဆိုထားရင်တဘာဝရဲ့တောက်ခေါက်တန်တချင်းကိုလည်းရေပြီးအလှခံတဲ့နေရာတွေမှာ သုံးခွင့်ပေးခဲ့တာပေါ့ခင်မွန်တဲ့ကွလွန်ပြီးတဲ့နောက်မှာကလေးတယောက်နဲ့စူးစမ်းရုံးကန်နေရတဲ့ဆွေမြတ်ချက်ကတချင်းနဲ့လည်းအတန်တနာပြုတ်တက်ပါတယ်မြမသန်းစင်တချင်းတွေကိုတီဆိုတာပိုင်နိုင်လို့ဒုတိယမမအေးအဖြစ်တောင်တင်စားခေါ်ဝေါ်ကြတာရှင်အရင်ကတည်းကနမဲကြီးပေမဲ့လည်းအေးအေးဆေးဆေးနေတတ်သူဖြစ်တာကြောင့်သူ့ကိုလူသိနေပြီးစီးပွားရေးပဲလုပ်နေခဲ့တာပေါ့ဆွေမြတ်ချက်ကမြမသန်းစင်တချင်းအဖြစ်ရခိုင်ဘာသာစကားနဲ့တချင်းတွေလည်းတီဆိုပါတယ်ဆွေမြတ်ချက်ဟာကလေးတယောက်နဲ့ရုံးကန်နေရင်ရုတ်တရက်ဖမ်းကန်လိုက်ရလို့အားလုံးကတော့စိတ်မကောင်းဖြစ်ခဲ့ကြတယ်အဖမ်းမခံရခင်မှာဆွေမြတ်ချက်က တဘာဝရဲ့တောက်ခေါက်တန်တချင်းဟာသူ့တချင်းဖြစ်ပြီးတချင်းကိုတိဆိုခြင်းရင်ခွင်တောင်းတင်ကြောင်းအိမ်ပကြီးဆိုတဲ့မိန်းကလေးကိုမီဒီယာကနေတဆင့်ပြောခဲ့တာပါအိမ်ပကြီးဆိုတဲ့မိန်းကလေးကဒီတချင်းကိုတေးထမရောတိဆိုထမပါခွင့်မတောင်းမဲတိဆိုခဲ့ပါတယ်စတူဒီယိုမှာအတန်သွင်းပြီးတော့တိဆိုတာဖြစ်တဲ့အပြင်မူရင်းအဆိုရှင်ထမလည်းခွင့်မတောင်းခဲ့ဖို့ရှင့်အိမ်ပန်းချစ်ကစီးပွားရေးအတွက်တီဆိုတာမဟုတ်ပဲအလူခန့်ချင်လို့ဆိုတာဖြစ်တယ်လို့ပြောပေမယ့်ဆူမြတ်ချက်ကတော့ဆင်မကောင်းဖြစ်သွားခဲ့ပါတယ် စုမြတ်ထက်ရဲ့အမျိုးသားက ရေဘေးနဲ့ကွလွန်သွားပြီးဆေးမကောင်ဖြစ်ရတာကြောင့်ဂီတနဲ့အလှလုံးချင်လို့တဘာဝရဲ့တောက်ခေါက်တန်တချင်းကို2015ခုနှစ်ကထုတ်လုပ်ခဲ့တာပေါ့သူရဲ့ရင်ထဲကလာတဲ့ခန်းစားချက်တွေနဲ့တိဆိုထားတဲ့တချင်းဖြစ်ပြီးရေဘေးအလှခံတဲ့နေရာတွေမှာဘသူမဆိုတိဆိုနိုင်ကြောင်းခွင့်ပြုထားခဲ့တဲ့တချင်းလေးဖြစ်ပါတယ်ဒါပေမဲ့အိမ်ပကြီးကတော့တချင်းနာမည်လေးပြောင်းလိုက်တဲ့အပြင်စတူဒီယိုမှာပါအတန်သွင်းလိုက်တာကြောင့်ပြဿနာတွေဖြစ်သွားခဲ့တာပေါ့အိမ်ပကြီးကတင်းအင်းစရာထမ်းမှလည်းခွင့်မတောင်းခဲ့သလိုသူ့တချင်းအဖြစ်ဖန်တီးခဲ့တဲ့ရှင် ဒါပေမဲ့အိမ်ပချီကနမဲရအောင်စူးစမ်းနေစေဆိုတော့ဖြစ်လို့စွမျက်ထက်ကသတိပေးုံပဲပြီးပြီးတော့ဘာမှမလုပ်ခဲ့ပဲခွန့်လို့ပေးခဲ့တာပေါ့အိမ်ပချီကဒီတဲ့ချင်းကိုစုံပြီးလို့သူ့အသက်ကိုချိန်ချောက်ခံနေရတယ်ဆိုပြီးလဲပြောခဲ့သေးရဲ့ရှင့် အိမ်ပချီနဲ့ဆုမြတ်ထက်တို့အပြောင်းအလဲဖြည့်ရှင်ပြီးတဲ့နောက်မှာပြဿနာကလည်းပြီးဆုံးသွားပါတယ်။ဒါပေမဲ့ဆုမြတ်ထက်လည်းအဖမ်းခံလိုက်ရပြီးတနေ့အကြာမှသာပြန်လည်လွတ်မြောက်လာခဲ့တာရှင်။သူ့အကြောင်းကိုနားဆွေးနေကြတဲ့သူတွေကတော့ဝမ်းသာနေကြကဆုမြတ်ထက်ကလူအများရှေ့ကိုမပေါ်လာသေးပါဘူး။ပြန်လည်လွတ်မြောက်လာတဲ့ဆုမြတ်ထက်လည်းအရင်လိုအောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။ YouTube channel ကိုလည်း like and subscribe လုပ်ပြီးအားပေးကြလို့ရပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။